ိုင်ပြည်ထဲမှာမိတဲ့နေထိုင်နေကြတဲ့ရိုဟင်ဂျာတိုင်းရင်းသားတွေကိုရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကိုသူတို့ရဲ့ကိုပိုင်တီရှာပြည်နယ်တို့ဖြစ်လို့လည်းတီရှာပြည်နယ်တို့ဖြစ်ထူထောင်သွားမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ရှေ့လေအများကြီးတောင်းလဲသွားနိုင်တယ်ဒီရှေယိုဆွေအစင်ကအတိုင်းဆက်သွားနေခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ရခိုင်ပြည်နယ်ဟာဘလို့မတီးနေအေဂျင်ဖွင့်ပြလာမှာပေါ့ဘာလို့မနီပူရာအာသာတရှင်တော့မြန်မာနိုင်ငံအပိုင်ဖြစ်တယ်မနီပူရာအာသာမှာအိန္ဒိယလူမျိုးအများဆုံးနေထိုင်တာဖြစ်တဲ့တွေ့ကြုံမှုလို့အိန္ဒိယဘက်ကိုပေးလိုက်ရတယ်ရှိတယ် ကိုကျုပ်ထွက်မြေ့နိုင်ကိုတိုင်ကလည်းပြောထားတယ်အဲဘေဘာသာဘေလူမျိုးမဆိုရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်တဲ့လူတွေအားလုံးကိုသူ့အနေနဲ့ပေါ့နော်ဒီဟိုရှိရတဲ့ရထိုက်တဲ့အခွင့်အရေးတွေအားလုံးသူပေးမယ်ဆိုတာကိုလည်းသူ့သူ့အနေနဲ့ပြောထားပြသားဖြစ်တယ်အားလုံးပဲမင်္ဂလာပါကိုရှင်နဲ့ရှင်နဲ့ YouTube Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်သမီးကတော့ရှင်နဲ့မှာကျွန်တော်နာမည်ကြိုဆိုလဲပါခင်ဗျာဟုတ်ကဲ့ပါရှင်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရဲ့နားရှုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ကိုရှင်ရခိုင်ပြည်နယ်မှာယခုလက်ရှိမြင်တွေ့နေရတယ်ပေါ့နော်မွတ်စလင်တွေအနေနဲ့တီးခြားလွတ်လပ်တဲ့ကိုပိုင်ပြည်နယ်တကူထူထောင်ဖို့ကြိုးစားလာခဲ့မယ်ဆိုရင်ပေါ့နော်မြန်မာနိုင်ငံရဲ့အခြေအနေဘယ်လိုပြောင်းလဲသွားနိုင်မလဲဆိုတာကိုကိုချင်းအနေနဲ့ဘယ်လိုများသုံးသပ်မလဲရှင်ဟုတ်ဟုတ်ကဲ့ဒီတော့ကျွန်တော်အနေနဲ့သုံးသပ်မယ်ဆိုရင်ပေါ့နော်လက်ရှိနေပြီးတော့ဒီကျွန်တော်တို့လက်ရှိမြင်တွေ့နေရတာဒီ Ranger တွေကနိုင်ငံမဲ့ဖြစ်နေတယ်ဒါကနံပါတ်1တခုပေါ့နော်နောက်တစ်ခုကကြတော့ဒီရခိုင်ပြည်နယ်နဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းပေါ့နော်ဒီနိုင်ငံရဲ့အရာ အမြတ်ထုတ်ဖို့ကြိုးစားလာတာကိုလည်းကျွန်တော်တွေ့နေရပြီဗျာအာကြိုးစားလာတွေ့နေဆိုဘာကြောင့်ဘာကြောင့်ကျွန်တော်တွေ့နေရလဲဆိုတော့အခုလက်ရှိရောက်နေတယ်အခုလက်ရှိဘင်္ဂလားဒေ့ရှ်ကိုရောက်နေတရုတ်တရုတ်ကွန်မြူနတီပါတီတရုတ်ကွန်မြူနတီပါတီခေါင်းဆောင်ပေါ့နော်ဒီထိုက်တန်ကိုစလေအဖွဲ့နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ NRG နိုင်ငံရေးပါတီတခုဖြစ်တယ်ဒီအာဘွန်နဒီဂျာမက်အစ္စလာမက်ပါတီဆိုတဲ့ပါတီတခုနဲ့သူတို့တွေ့ဆုံရမှာရခိုင်ပြည်နယ်ထဲမှာရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ အဲဘောနလက်ရှိနေပြတော့ဒီရိုဟင်ဂျာတဲ့အတွက်ဘောနသီရှာလွတ်လပ်တဲ့ကိုပိုင်းပြည်နယ်ဖြစ်ပေါ်လာရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဒီ the the business standard သတင်းဌာနအပါဝင်ဒါကာအရှေ့ဆိုင်သတင်းဌာနတွေမှာလည်းဖော်ပြနေတာတွေ့နေရတယ်ဗျာဒီတော့ကျွန်တော်တို့ဒီဟာကိုသုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိနေပြီးတော့ဒီဘောနဒီအဲမွတ်စလင်တွေဟာဘောနဒီလက်ရှိဒီရိုဟင်ဂျာတဲ့အရေးခွင့်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသကိုသူတို့ရဲ့ဒီကိုပိုင်းတီရှာပြည်နယ်တစ်ခုအဖြစ်လွတ်လပ်တဲ့တီရှာပြည်နယ်တစ်ခုအဖြစ်ထူထောင်သွားမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့အရှက်လည်းဘာလေးပြောင်းလဲသွားနိုင်လဲဆိုလို့ရှိရင်အများကြီးပြောင်းလဲသွားနိုင်တယ်ပြောင်းလဲသွားနိုင်တဲ့အရှက်လည်းအများကြီးရှိတယ်နံပါတ်1ကဘာလို့ဆိုကျွန်တော်တို့ရဲ့ဘိုးဘွားပိုင်းမြင်နေရတဲ့ဆုံဆုံသွားမယ်နံပါတ်2ကကြတော့ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီအာဒီဒီဒီကျွန်တော်တို့ရဲ့ဒီအမ်မြန်မာဒီမြန်မာဌာနေတိုင်းရင်းသားတစ်ခုဖြစ်ထိုင်းဌာနေတိုင်းရင်းသားဖြစ်တဲ့ ီကနေ့ဒီလူမျိုးစုတစုဟာအာဘောနော်ဒီဘောနော်ဒီကျွန်တော်ရဲ့ဒီမျိုးနွယ်စုတွေကနေပြီးတော့ပျောက်ကွယ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အနေနဲ့ဒီနေ့သုံးသပ်ဒီနေ့ပေါ့နော်သုံးသပ်ရမယ်ဆိုရင်တော့မြန်မာနိုင်ငံရဲ့အရှင်နေရအရင်တော့ကအရင်တော့ကဟာကိုပြန်ပြီးတော့ကြည့်လိုက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလက်ရှိအိန္ဒိယနိုင်ငံမနိပူရအာသာမနိပူရအာသာတရှင်တော့မြန်မာနိုင်ငံအပိုင်ဖြစ်တယ်ဒါမဲ့ဒီမြန်မာနိုင်ငံအပိုင်ဖြစ်ပေမဲ့လက်ရှိမနိပူရအာသာမှာကသဲလူမျိုးအများဆုံးနေထိုင်တဲ့နေရာကိုတွေ့ရတယ် ဒီလိုကသေးလူမျိုးအများဆုံးနေထိုင်တဲ့မဏိပုရအာတံကိုဒီကျွန်တော်နေကြပြတ်တက်မှတ်လိုက်တဲ့ခါမှာမဏိပုရအာတံမှာအိန္ဒိယလူမျိုးအများဆုံးနေထိုင်တာဖြစ်တဲ့တွေ့ကြမှုလို့အိန္ဒိယဘက်ကိုပေးလိုက်ရတာရှိတယ်။ဒါကလက်ရှိနေသမိုင်းရဲ့အထောက်အထားတွေပေါ့နော်။ဒါလေးပြောနေပြီဆိုလို့ရှိရင်ရှင်နေမှာဆိုလို့ဒါလေးပြောပြတာ။ဒီကနေ့ဒီကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ဒီလက်ရှိရိုဟင်ဂျာတွေကိုကျွန်တော်တို့တွေကနေပြီးတော့အာဘယ်လိုခေါ်ဖို့လဲ။ဘင်္ဂါလီဘင်္ဂါလီလို့ရှိသတ်မှတ်နေပြီဆိုလို့ရှိရင် ြုတ်ဆုံနေကြမယ်ဆိုလို့ရှိရင်ဒါမှမဟုတ်ဆက်ဆံနေကြမယ်ဆိုလို့ရှိရင်ဘင်္ဂါလီဆိုတာဒီဟိုတနေ့ကျွန်တော်ပြောခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်ဒါဆိုဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မို့လို့လက်ရှိနေပြီးတော့သူတို့အားလုံးကိုကျွန်တော်ဘင်္ဂါလီတတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘိုးဘွားပိုင်းနေဖြစ်တဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနေရာတချို့ဟာဒီပေါ့နော်ဒီသူတပားနိုင်ငံရဲ့ဩဇာလွှမ်းမိုးမှုအာဏာသိမ်းမှုအောက်ကိုရောက်သွားပြီးတော့ကျွန်တော်တို့တွေဘိုးဘွားပိုင်းမြင်လဲဆုံးဆုံးသွားနိုင်တယ် ဒါကြောင့်မို့လို့ဒီလက်ရှိနေပြီးတော့ရခိုင်ပြည်နယ်ရဲ့အရေးသည်မြန်မာနိုင်ငံရဲ့အရေးဖြစ်တယ်ဒါဆိုမြန်မာနိုင်ငံရဲ့မြေသည်အဲမြန်မာနိုင်ငံအရေးသည်ရခိုင်ပြည်နယ်အရေးဖြစ်တယ်ဒါကြောင့်ဘာကြောင့်လဲဆိုတော့ကရခိုင်ပြည်နယ်သည်မြန်မာနိုင်ငံထက်မှတည်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒါကိုသတိထားဖို့အရေးအရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့လို့လက်ရှိနေပြီးတော့အစိုးရတဲ့အနေနဲ့ဒီလက်ရှိနေပြီးတော့ဒီရခိုင်ရခိုင်အစိုးရ ULA A နဲ့ ULA အနေနဲ့ရောဒီမြန်မာနိုင်ငံနောက်ထပ်ဒီပေါ့နော်ဒီကျွန်တော်တို့ပြည်ထောင်စုအစိုးရဖြစ်လာမယ်အစိုးရတွေနဲ့ရော အဲဒါတွေကိုဆွေးနွေးနှိမ့်နိုင်အဖြေရှာဖို့အရင်လိုအပ်တယ်လို့ကျွန်တော်လည်းသုံးသပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်အော်နောက်ထပ်မေးခွန်းလေးအနေနဲ့ပေါ့နော်ရခိုင်အစိုးရတက်တော့အေအေအနေနဲ့ပေါ့နော်ရခိုင်ပြည်တွင်းမှာနေတဲ့ရိုဟင်ဂျာတွေကိုဘင်္ဂါလီလို့တက်မှတ်လာနိုင်သလားနောက်ပြီးရောပေါ့နော်ရိုဟင်ဂျာလို့တက်မှတ်လာနိုင်သလားအကယ်၍ဘင်္ဂါလီလို့တက်မှတ်လာခဲ့မယ်ဆိုရင်နိုင်ငံရေးအခြေအနေကဘယ်လိုများပြောင်းလဲတောင်းမလဲရှင်ဟုတ်ဘယ်လိုများတောင်းတက်နိုင်မှာလဲအဲ့တော့ဒီဘင်္ဂါလီလို့သတ်မှတ်ဒီလက်ရှိနေပြီးတော့နိုင်ငံရေးအရှင်တွေကရိုဟင်ဂျာလို့သတ်မှတ်ရင်ဘယ်လိုဖြစ်လာနိုင်မလဲ ဘင်္ဂါလီလို့သတ်မှတ်ဘယ်လိုဖြစ်လာနိုင်မလဲဆိုတော့ဒါကိုကျွန်တော်တို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်လက်ရှိနေပြီးတော့ဒီဘင်္ဂါလီဆိုတဲ့ဒီကျွန်တော်ဆိုးဆိုးပြောခဲ့ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်တယ်ဒါဆိုကျွန်တော်တို့ဘင်္ဂါလီလို့သတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်လက်ရှိအနေထားကဘာဖြစ်သွားနိုင်လဲဆိုလို့ရှိရင်ဒီကျွန်တော်ဆိုးဆိုးပြောခဲ့တဲ့အတိုင်းပဲဒီတူတဘာနိုင်ငံရဲ့အိုးစာလွှမ်းမိုးမှုအာတူတဘာနိုင်ငံရဲ့ဒီပေါ်တော့ဒီကျွန်တော်တို့စီမံနေပြီးတော့ဗာလဲနေမြေကျူးကျော်မှုတွေဖြစ်လာနိုင်တယ်ဒါကနံပါတ်1တစ်ချက်နံပါတ်2တရှိကျတော့ဒါဒါကလက်ရှိဒီကျွန်တော်တို့အားလုံးလေးစားရတဲ့ဒီပေါ်တော့ပေါ်ချုပ်ထွက်မြတ်နိုင်ကိုယ်တိုင်ကလည်းပြောထားတယ် အဘေဘာသာဘေလူမျိုးမဆိုရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်တဲ့လူတွေအားလုံးကိုသူ့အနေနဲ့ပေါ့နော်ဒီပို့ရှိရတဲ့ရထိုက်တဲ့အခွင့်အရေးတွေအားလုံးသူပေးမယ်ဆိုတာကိုလည်းသူ့သူ့အနေနဲ့ပြောထားပေးတာဖြစ်တယ်အဲဒါကြောင့်မလို့အထူးတော့ပြောစရာမလိုဘူးဒါပေမဲ့ဒီကျွန်တော်ရဲ့သုံးသပ်ချက်အရပြောရမယ်ဆိုလို့ရှိရင်လက်ရှိဒီရခိုင်ပြည်တွင်းမှာမိတဲ့နေထိုင်နေကြတဲ့ဒီလိုဒီလက်ရှိရိုဟင်ဂျာတိုင်းရင်းသားတွေကိုလက်သူတို့ကိုနေပြီးတော့ကျွန်တော်တို့ဘင်္ဂါလီလို့ရှေ့သတ်မှတ်နေမယ်ဆိုလို့ရှိရင်တော့ဒါကတော့မဖြစ်တဲ့ပြက်ပြက်တာမျိုးတွေဖြစ်လာနိုင်တယ်နောက်တစ်ခုအကြမ်းဖက်အာဆာအကြမ်းဖက်အာဆာရဲ့လွှမ်းမိုးမှုကို ီလိုရိုဟင်ဂျာလူငယ်တွေခံရသွားနိုင်တယ်ပေါ့နော်ဒီလက်ရှိနေပြီးတော့လက်ရှိနေပြီးအကြမ်းဖက်အကြမ်းဖက်အာစာကလည်းဒီဒီအာစာဆိုတာကလည်းလက်ရှိနေပြီးတော့ဒီအကြမ်းဖက်၃ချမ်းသူအာနာယုမဲအောင်လိုင်းရဲ့အမ်ဘယ်လိုခေါ်ထောက်ပံ့မှုအောက်မှာရက်တည်နေတဲ့ကောင်တွေဖြစ်တယ်ဥပမာတနေ့အဖြစ်နေပြီးတော့ဩဇာဒီမဲအောင်လိုင်းရဲ့အမ်ကြိုးထောက်နောက်ခံသဘုံလေးတွေဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီဒီသဘုံကြီးကနေသဘုံလေးကိုမွေးထားတာ ဆိုတော့ဒီတပုံကြက်နဲ့မွေးထားတဲ့ဒီတပုံလေးတွေကနေပြီးတော့လက်ရှိဒီရိုဟင်ဂျာတိုင်းရင်းသားလူငယ်တွေကိုအာဘောနော်တနည်းမဟုတ်တနည်းသူတို့မရရတနည်းနဲ့စီအောင်သွားခဲ့မယ်ဆိုလို့ရှိရင်ကျတို့ရဲ့ရခိုင်ပြည်နယ်ကဘယ်လိုမှငြင်းချမ်းလာမှာမဟုတ်ဘူးပေါ့နော်ဒါလေးတစ်ချက်လဲစဉ်းစားဒါလေးတစ်ချက်ကိုလည်းကျွန်တော်တို့စဉ်းစားဖို့လိုအပ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျတို့တို့ဒီအာရခိုင်ပြည်သူလူထုတဲ့အနေနဲ့ကျတို့နိုင်ငံခေါင်းဒီကျွန်တော်တို့ခေါင်းဆောင်တွေကနေစ조사နေကြတဲ့ခါမှာပေါ့နော်ဝိုင်းဝန်းပူပုံပြီးတော့ ဘလိုမျိုးလောက်လောက်ရအဆင်ပြေမလဲဆိုတဲ့အဖြစ်လေးတွေကိုရှာပြီးတော့ကျွန်တော်တို့အကြံဉာဏ်တွေပေးသင်ပေးရမယ်။ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနေပြီးတော့ဒီလိုအကြံဉာဏ်မပေးဘဲနဲ့အတားကြီးဒီရှေးရိုးဆွေးအစဉ်လာအတိုင်းဆက်သွားနေခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ရခိုင်ပြည်နယ်ဟာဘလိုမှတည်ငြိမ်အေးချမ်းဖွံ့ဖြိုးလာမှာမဟုတ်ပါဘူးခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကိုရှင်တတိယမိန်ကုံးလေးတစ်ခုမေးချင်ပါသေးရဲ့အဲရခိုင်ပြည်နယ်ဟာလက်ရှိမှာတရုတ်ရဲ့စီးပွားရေးဩဇာလွှမ်းမိုးမှုမနော်ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပေါ်မှာနိုင်ငံရေးဩဇာလွှမ်းမိုးမှု ဒီလမ်းမမှုတွေကြားမှာရခိုင်ပြည်နယ်ရဲ့ရေရှည်ရှင်သန်နိုင်မှုမှာနိုင်ငံရေးအရာဖြစ်စေပေါ့နော်စီးပွားရေးအရာဖြစ်စေထက်ခဲလာနိုင်မလားပေါ့နော်ဟုတ်อืมဟုတ်ပြီဒါဆိုဒီစီးပွားရေးအရာဖြစ်စေဒီလက်ရှိနေပြီးတော့ဒီလက်ရှိမဲအွန်လိုင်းပေါ့နော်အမ်မဲအွန်လိုင်းရဲ့ဒီမဲအွန်လိုင်းအပေါ်မှာတရုတ်ရဲ့ဥစ္စာလွှမ်းမိုးမှုရခိုင်ပြည်နယ်ပေါ်မှာစီးပွားရေးဥစ္စာလွှမ်းမိုးမှုဒါတွေကိုကျွန်တော်တို့ရှိမယ်ဆိုလို့ရှိရင်ဘယ်လိုမှဖြစ်ဖြစ်ဖြစ်မလာနိုင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့လက်ရှိနေပြီးတော့တရုတ်တရုတ်ဒီလက်ရှိကျွန်တော်တို့ပြန်ကြည့်ကြရအောင်အာကျွန်တော်တို့လက်ရှိနေပြီးတော့ပေါ့နော်ဒီတရုတ်ဟာဒီ ဒီကျွန်တော်တို့ရခိုင်ပြည်နယ်ဟာဒီအင်အားကြီးတဲ့သုံးနိုင်ငံကြားမှာညံ့နေတယ်။နံပါတ်1ကဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်။နံပါတ်2ကကျတော့အိန္ဒိယဖြစ်တယ်။ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုလို့ရှိရင်ဒါလူရေတန်တရားလျှောက်ဆိုရှိတယ်။အမ်ဒီဖက်ကအိန္ဒိယဆိုလို့ရှိရင်ဒါလူရေဒါတန်1300ကျော်လောက်ရှိတော့ဘောနော်။ဆိုလိုတာကလူမျိုးကြီးလူဘဘဘလို့ခေါ်ပါလဲကဘာပေါ်မှာလူရေအများဆုံးနိုင်ငံတွေဖြစ်တဲ့နောက်ပြီးဒီစီးပွားရေးလည်းနည်းနည်းကောင်းနေပေါ့လား။ဒီစီးပွားရေးဒီရခိုင်ပြည်နယ်ထက်အမ်တာတဲ့ပေါ့နော်။တာတဲ့ဒီနိုင်ငံနှစ်ခုကြားမှာ ညံ့နေတဲ့နိုင်ငံဖြစ်တယ်။အဒီတက်မှာတခါလက်ရှိနေတရုတ်ကတခါရောက်လာပြန်ရော။ဒါကဒီတရုတ်ကလည်းကမ္ဘာပေါ်မှာစီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံတနိုင်ငံလို့လည်းပြောလို့ပြောလို့ရတယ်လို့စိတ်ရည်မှလည်းဒါဘုံကနည်းနည်းအင်အားကောင်းတဲ့နိုင်ငံတနိုင်ငံလို့လည်းပြောလို့ရတယ်။ဆိုတဲ့ခါတရားကြတော့ဒီကျွန်တော်တို့ကဒီဟာကိုပြန်ပြီးသုံးအောက်လို့ရှောင်းရှောင်းကောင်းကြည့်တဲ့ခါကြတော့ကျွန်တော်ရဲ့ရခိုင်ပြည်နယ်ဟာဒီကမ္ဘာလူဦးရေအများဆုံးစီးပွားရေးအကောင်းဆုံးနိုင်ငံသုံးနိုင်ငံကြားမှာညံ့တယ်။ ကဲဒါဆိုကျွန်တော်ဒီဟာတစ်ခုချက်တစ်ခုချက်ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းအဲလူမျိုးရေးအရာကျွန်တော်ရဲ့ရခိုင်ပြည်နယ်ကိုအိုးစားလွှမ်းမိုးနိုင်အောင်သူတို့စ조사နေစ조사နေတာကိုတွေ့ရတယ်ဥပမာစိုးစွားပဲပြောပြီးသူတို့ရဲ့ဒီလက်ရှိနေပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအဲဒီလက်ရှိနေပြီးအာနာယအာနာယမဟုတ်ဘူးဘာလို့ကမလဲအင်အားကြီးတဲ့ပါတီပေါ့ဗျာဒီအင်အားကြီးပါတီကြီးတစ်ခုကနေပြီးတော့ဒီလက်ရှိတရုတ်ကွန်မြူနစ်ပါတီတွေနဲ့ဆွေးနွေးနေဆွေးနွေးနေတာကိုကျွန်တော်တို့ကြားရတယ် ဆိုတော့သူတို့တွေဟာရခိုင်ပြည်တွေကိုအိုးစားလွှမ်းမိုးနိုင်ဖို့အဲသူတို့ရဲ့အိုးစားတက်ရောက်နိုင်ဖို့ကြိုးစားနေတာလို့ကျွန်တော်တွေ့ရတယ်။နောက်တစ်ဖက်ကကျတော့ဒီဖက်ကနေအိန္ဒိယအိန္ဒိယကကျတော့လည်းဒါအနေနဲ့ဒီကျွန်တော်တို့လက်တိုင်မြေရေချောင်းသွားလာရေးစီမံကိန်းနောက်တစ်ခုကကျတော့ဒီကျွန်တော်ရခိုင်ပြည်နယ်စစ်တွေရေနစ်စိုက်ကန်းစီမံကိန်းအဲနောက်တစ်ခုကျတဲ့အခါဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီရွှေကက်စ်ပိုက်လိုင်းစီမံကိန်းဒါတွေမှာလည်းသူတို့ရင်းနှီးမှုနဲ့ထားတာတွေ့ရတယ်။ဆိုတော့ဒီအိန္ဒိယကလည်းရခိုင်ပြည်နယ်ကိုအိုးစားတက်ရောက်နိုင်ဖို့သူတို့စ조사နေကြတာကိုတွေ့ရတယ်။အခုဒီလို조사조사နေကြတဲ့အထက်မှာ ဒီလက်ရှိဘင်းဒီလက်ရှိအိန္ဒိယကတော့အဲ့လိုမဟုတ်ဘူးနော်လက်ရှိအရန်ဟိုဘယ်လိုပုံမလဲပို့ပြီးတော့စ조사နေကြတာကတော့တရုတ်နဲ့ဘင်္ဂလားဒေ့ရှ်ဆိုတော့ဒီကျွန်တော်တို့လက်ရှိနေပြီဒီတရုတ်ရဲ့ဩဇာလွှမ်းမှုကိုလည်းကျွန်တော်တို့ကဘယ်လိုမှမခံရဘူး။ဘာကြောင့်ဆိုတော့ဒီတရုတ်တွေတရုတ်စီးပွားရေးတရုတ်တွေကစီးပွားရေးအများဆုံးရင်းနှီးမြှုပ်နှံထားတဲ့ကြောက်ဖြူကိုအခုလက်ရှိကျွန်တော်တို့ရဲ့အာရခတက်တော်အေးကတိုက်တိုက်နေပြီ။ဒါဟာနေပြီးတော့ကြည့်ရမယ်ဆိုလို့ဒါဟာနေပြီးတရုတ်ကိုလုံးဝဂယုမစိုက်တော့ဂယုမစိုက်ဘူးဆိုတော့ တဘုံမျိုးနဲ့ကျွန်တော်တို့ရဲ့ဒီရခိုင်တပ်တို့အေကနေပြီးတိုက်နေတာဖြစ်တယ်။ဒါဆိုရင်ဒီလက်ရှိလက်ရှိတရုတ်ဒီဒီကျွန်တော်တို့လက်ရှိအာရခတ်တပ်တို့အေအေဒါမှမဟုတ်ဒီလက်ရှိရခိုင်ပြည်နယ်အစိုးရဖြစ်တဲ့ ULA နဲ့မပူပေါင်းခဲ့ဘူးဆိုလို့ရှိရင်သူတို့ရဲ့အနာဂတ်ဟာဒါရေရှည်အနေနဲ့ဒါတော်တော်လေးအာဘောနော်ဒီစဉ်းစားစားဖြစ်တော့ပြီတို့အနာဂတ်မလှပတော့ဘူးဗောနော်လှပလာမှလည်းမဟုတ်ဘူး။ဘာကြောင့်ဆိုတော့သူကလက်အကျန်းဖက်စစ်အုပ်စုတွေနဲ့ပူးပေါင်းပြီးတော့အာဒီဘောနော်ဒီဟို ပူပေါင်းပြီးတော့သူတို့ရဲ့အိုးဇာလွမ်းမှုမှုကိုပဲကြိုးစားနေမယ်ဆိုလို့ရှိရင်တော့လက်တချိန်ချိန်မှာကျွန်တော်တို့ရဲ့ဒီရခိုင်ပြည်နယ်အစိုးရဖြစ်တဲ့ ULA နဲ့ဒီရခိုင်တပ်တော်ကျွန်တော်တို့လက်ရှိနေပြီးတော့အရခတ်တပ်တော် AA နဲ့ဒါသူတို့ထိုက်တိုက်ရင်ဆိုင်ရလာနိုင်တဲ့အနေအထားမျိုးတွေအများကြီးရှိနေတယ်။ဒါကြောင့်မို့လို့တရုတ်ဒီဒီကနေ့ကျွန်တော်ဒီနေရာနဲ့ message ပေးချင်တာကတရုတ်ဒီကျွန်တော်တို့ရဲ့ဒီရခိုင်ပြည်နယ်အစိုးရနဲ့မပူးပေါင်းခဲ့ဘူးဆိုလို့ရှိရင်ရခိုင်ပြည်နယ်အစိုးရကိုမထောက်ခံခဲ့ဘူးဆိုလို့ရှိရင်နောင်လာမယ့်အနာဂတ်မှာတရုတ်ရဲ့စီးပွားရေးတွေမှင်းမိန်သွားနိုင်တယ်ဆိုတဲ့အကြောင်းအရာလေးကို ဒါဒီနေရာနဲ့ကျွန်တော်သုံးသပ်ပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟုတ်နောက်ဆုံး main ကုန်းလေးတစ်ခုမေးချင်ပါသေးရဲ့ဟုတ်မေးပါဗျာဟုတ် last show မှာပေါ့နော် MNTA ကနေပြည်တော်ဆွန့်ခွာပေးလိုက်မှုပေါ်မှာပေါ့နော်အကြမ်းဖက်စစ်ကောင်စီဘက်ကဟိုတနက်တချက်ဖောက်เสียရမလို့ကြီးတရောင်းထွက်เสียရမလို့ပဲနဲ့အောင်းမဲခံနေရတာကိုတွေ့နေရပါတယ်ဟုတ်နောက်ပြီးတော့ပေါ့နော်စစ်ကောင်စီဘက်ကအတင်းပူစာလို့ပေးလိုက်တဲ့အနေအထားတွေဖြစ်နေပါတယ်အဲဒါတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုချစ်အမြင်နဲ့ဘယ်လိုများသုံးသပ်မလဲရှင်ဟုတ်ပြီဒီ last show ပြဿနာကိုကျွန်တော်ပြန်ကြည့်ကြအောင် လက်ရှိနေပြီးတော့ MND တွေကတော့ဒါတော့သူ့ရဲ့ခေါင်းတိုက်ခါအရာပေါ့နော်ဒါသူ့မှာဒါသူ့ရဲ့ခေါင်းတိုက်ခါနဲ့အညီသူကတော့ဒါကိုနေမျိုးကိုစွန့်ခွာပစ်လိုက်တယ်လို့ပြောပြောနေမျိုးကိုပြန်ပေးလိုက်တယ်လို့ပဲပြောပြောဒါသူကတော့ဒါသူ့မှာသူ့ခေါင်းတိုက်ခါနဲ့သူပေးလိုက်တာဖြစ်တယ်ဒါပေမဲ့လက်ရှိနေပြီးတော့ဒီဒီအကြမ်းဖက်ဆက်ခွေမဲအောင်လိုင်းရဲ့မဲအောင်လိုင်းရဲ့ငွေမွေးရှံပေါက်ကျုံတပေါက်လေးတွေကတော့ပြောပတ်တယ်ဒါသူအရှိတ်မရှိတာဘူးအရှိတ်မရှိဘူး ဒီနေရာမှာတော့အမွေခါနဲ့သူတို့ကြီးစံတတော့ဘောနော်ကြီးကြီးသင်တဲ့တရှိဖောက်စရာမလို့ကြီးတတော့မကောင်းပဲနဲ့ဒီနေရာကိုတွောပြီးတော့သူတို့ကတွောပြီးတော့အာသူတို့တိုက်တယ်လို့နိုင်တယ်လို့သူတို့တိုက်လို့ပဲနိုင်ထားတဲ့နေရာနေရာသဘောမျိုးသူတွောပြိုပတ်နေကြတာဒါတွေကြီးချင်းအားဖြင့်ကျွန်တော်တို့ဒီစက်တက်မှာဒီလက်ရှိအကြမ်းဖက်စက်တက်ဟာလုံးဝအရှိတ်တိုက်ခါမရှိတဲ့စက်တက်တစ်ခုလို့ပဲကျွန်တော်မြင်မိတယ်အဲနောက်တစ်ခုကကြတော့ဒီလက်ရှိနေပြီးတော့ဒီလက်ရှိဒီ last show ပြဿနာကိုကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာ ဒီလက်ရှိ MND ကနေစုပ်ခွာပြလိုက်တယ်ဆိုတော့ဒါလည်း MND ရရမှာဒါသူတို့မှာဒါအာဘုနောဘယ်လိုကုန်လဲအခက်ခဲတစ်ခုခုသူတို့ဖြည့်ရှင်းလို့မရနိုင်တဲ့အခက်ခဲတစ်ခုခုရှိကောင်းရှိနေပါလိမ့်မယ်အဒီဟာတွေလည်းဒါဟိုဘုနောကျွန်တော်အနေနဲ့ပြောဖို့အရန်ခက်တယ်ဒီတော့ဒီလိုပြဿနာလေးတွေမှာဒီဟာလေးတွေကျွန်တော်ကျသူတို့ကတော့ဒါသူတို့ရဲ့နေမျိုးဒါသူတို့ကဒါတနည်းအားဖြင့်ပေးလိုက်တယ်ရောက်กว่าဒီနေမျိုးငါဥမာတနည်းအားဖြင့်ကျွန်တော်တို့ဒါဘယ်လိုကအရက်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့မလိုချင်လို့ ဆုံးပြလိုက်တဲ့နေရာမှာလက်ရှိနေပြီးတော့ဒီဒီစက်ခွေတက်ကတော့ပြီးတော့ပျော်ပါနေကြတာတွေဒီစက်ခွေတက်ကနေအတခါနေမြအုပ်ဆုံးမှုရတယ်ဆိုပြီးတော့ဒီစက်ခွေ lobby တွေမှာကျွန်တော်တို့ကြည့်ရပါ Telegram တွေမှာအာလက်ရှိနေပြီးတော့ online ပေါ်မှာဒါတွေပြတ်နေကြတာတွေ့ရတယ်ဒါပေမဲ့သူတို့ကအချက်တိုက်ခါမရှိဘူးသူတို့မှနောက်တော့အချက်တိုက်ခါမရှိတယ်ပြသူတို့နောက်တော့ဘာလဲဆိုအရေးရှိမရှိဘူးဆိုတော့ကိုယ့်ကိုပုံပုံပြလိုက်တာပါပဲသူတို့ဒီလိုပျော်ပါနေကြတာတွေကအချက်တိုက်ခါမရှိဘူးနောက်တစ်ခွေကျတော့နံပါတ်2ပေါ်ဂုံတိုက်ခါမရှိဘူးနော်ဟုတ်ပြီဒီပြဿနာတွေကိုကျွန်တော်ပြန်ကြည့်ရမှာဒါဆိုလို့ရှိရင်ဒီလက်ရှိနေပြီးတော့ ဒီတခြားကျွန်တော်ဒီတိုင်းရင်းသားတပ်ဖွဲ့ဝင်တွေကစိုးမိုးထားတဲ့နေရာလေးတွေရှိတယ်။ဒါဆိုရင်ကျွန်တော်ဟိုတနေ့တောင်းကကျွန်တော်နဲ့လူပြားနဲ့စကားပြောဖြစ်ပါတယ်။အဲသူကပေါ့နော်ဒီတိုင်းရင်းသားတွေရဲ့နေမြေပိုင်ဆိုင်မှုတွေကိုပြန်ပြီးတော့စွန့်လွတ်လာနိုင်လားပေါ့နော်။ဒီလက်ရှိလက်ရှိ MNDA လို့စွန့်လွတ်လာနိုင်လားပေါ့နော်။စွန့်လွတ်ဥမာဒါမှမဟုတ်လေဒီလက်ရှိဒီစက်တပ်ကိုပေးလာနိုင်ပြန်ပေးလာနိုင်လားပေါ့။ဒီကျွန်တော်တို့အရေးစကားနဲ့ပြောအဲ့ဒါကကျွန်တော်ကသူတို့ပြပြလိုက်တယ်။ လက်ရှိနေပြီးတော့ဒီအဲကျွန်တော်တို့လက်ရှိနေပြီးတရားနယ်ကောင်းဆောင်အဲတရားနယ်ရဲ့ပေါ့နော်ဒီဘယ်လိုခေါ်မလဲတရားနယ်ရဲ့အထွေထွေအတွေ့အမှုနဲ့ပေါ့အဲဘုံမှုကြီးတာပန်းလာကနေပြီးတော့အဲသူ့ရဲ့သတင်းစာရှင်းလင်းမှုမှာပြောသွားတာရှိတယ်အဲသူ့အနေနဲ့ဒီဒီစစ်တပ်ပေါ့နော်ဒီဒီလက်ရှိတရုတ်ကိုရောဒီစစ်တပ်ကိုရောသူ့အနေနဲ့ဘာမှပေါ့နော်ဟိုပေါ့နော်ဘာမှမကြောက်လည်းမထိုက်ပေါ့နော် ဟိုသူ့ရဲ့ name တွေကို तू စွန့်လောက်မှာမဟုတ်ပဲနဲ့လက်ရှိအခုလက်ရှိအခုအခုလက်ရှိသူ့ရဲ့နေပြီးတော့ဒီမဟာမိုက်တပ်ပေါင်းစုတွေနဲ့နောက်တစ်ခုအကြတဲ့ကဒီလက်ရှိနေပြီးတော့ UNG အစိုးရနဲ့ပေါ့နော်ပူးပေါင်းပြီးတော့ထပ်မံတိုက်ခိုက်သွားမယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းဒါသူ့အနေနဲ့တနင်္လာရှင်းလင်းပွဲမှာပြောထားတာတွေ့ရတယ်အဲဒါကြောင့်မို့လို့ဒီကျွန်တော်တို့ဒီလက်ရှိ MNDA နဲ့ပတ်သက်ပြီးတော့အ MNDA ရဲ့ဥပမာလေးကိုကြည့်ပြီးတော့တခြားတခြားလက်နက်ကင်တွေကိုကျွန်တော်တို့ဝေဖန်လို့မရဘူး ။ဘာကြောင့်တခြားလက်နဲ့ကန်ရဲ့ယက်တီတခြားလက်နဲ့ကန်အဖွဲစီတွေရဲ့ယက်တီမှုတခြားလက်နဲ့ကန်အဖွဲစီတွေရဲ့မူဝါဒတွေနဲ့ MND ရဲ့မူဝါဒတူချင်မှတူမယ်။ဒါကတပိုင်းပေါ့နော်။အဲဘာကြောင့်လဲဆိုတော့ဒီလက်ရှိနေပြီးတော့ဒီ TNA ကနေပြီးတော့ဒီဘုံမှုကြီးတပန်းလောက်ကိုတိုင်းသူကိုယ်တိုင်းသတင်းစာရှင်းလင်းပွဲမှာပြောထားတဲ့စကားကလုံးဝဒီတယောက်ရဲ့အိုးစားလွမ်းမှုမှုသူ့အနေနဲ့လုံးဝမသက်ရောက်စရာဘူးနော်သူ့အနေနဲ့မသက်ရောက်စရာဘူးဆိုပြီးတော့သူပြောဆိုထားတာလေးတွေကျွန်တော်တွေ့ရတယ်။ဒါကြောင့်မလို့ဒီတခြားတိုင်းရင်းသားလက်နဲ့ကန်နေမှာလည်းဒီတိုင်းပဲရှိမှာပဲ။ ဒါကြောင့်မို့လို့လေတီလက်ရှိလာရှိုးပြဿနာသည်အမ်ဘောနောဘလိုနီနေပဲကြည့်ကြည့်ခေါင်းတိုက်ခါရှစ်စွာနဲ့ MND ကလည်းခေါင်းတိုက်ခါရှစ်စွာနဲ့သူ့ရဲ့နေမျိုးကိုစွန့်ပြခဲ့တယ်ဒီဒီခေါင်းတိုက်ခါမရှိတာကတော့ဒီစက်တပ်ဖြစ်တယ်ခေါင်းတိုက်ကျွန်တော်တို့မလိုချင်တဲ့ပစ္စည်းတွေကိုစွန့်ပြလိုက်ဥမာပြပြကျွန်တော်ကျွန်တော်တို့ဆိုလို့ရှိရင်တခါတည်းကျကျွန်တော်တို့အင်ဂျီအဝတ်စာအဆုတ်လို့လေဆိုလို့ရှိရင်လွှင့်ပြလိုက်ခဲ့အဲဒီသဘောမျိုးပဲအဲ့တော့သူတို့မလိုချင်တဲ့ပစ္စည်းတစ်ခုကိုစွန့်ပြလိုက်တာကိုသွားပြီးတော့ကောက်ပြီးတော့ ကိုဖျားစင်မှာတင်ထတာဖျားစင်မှာတင်ပြီးတော့ဟိုဗာလဲဟိုဟိုဘယ်လိုပုံမလဲဖျားစင်မှာတင်ပြီးတော့ပေါ့နော်ဖျားစင်မှာတင်ပြီးတော့အမျက်တနုတ်သိမ့်စစ်ထားတဲ့လူကမှဒါကမှဂုံတိုက်ခါမရှိတာဗျအဲဒါကြောင့်မလို့လက်ရှိနေပြီးတော့ဒီစစ်တပ်ဒီဒီလက်ရှိအကြမ်းဖက်ဆက်ခွေမဲအောင်လိုက်သည်သူ့မှာလူရင်အားလည်းမရှိတော့ဘူးနောက်တစ်ခုကျတော့အယေရှင်းလည်းမရှိတော့ဘူးအယေရှင်းလည်းမရှိတဲ့အပြင်လူရင်အားလည်းမရှိတော့တဲ့မရှိတော့တဲ့အတွက်ကြောင့်မလို့ဒီနေမြေမှာသွားပြီးတော့ပျော်ပါနေကြတာတွေဟာ ဒါတွေကိုကြည့်လိုက်ရှာတို့တို့မှာခေါင်းသိက္ခာမရှိဘူးဆိုတော့ပုံလွန်တော့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့ပါလေကိုရှင်အခုလိုရောပါနော်မြတ်ပြည်သူတွေအကုန်လုံးလည်းမသိရသူတွေရောပါနော်သိအောင်လို့အဲ့လိုတင်ပြပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျာ ဟုတ်ဟုတ်ကဲ့ပါရှင်နောက်ဗီဒီယိုတွေမှာလည်းပေါ့နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေမတရားဖိနှိပ်ဆုပ်ချွဲခြင်းကိုခံနေရတဲ့အကျဉ်းထောင်ကျင်းထောင်ထဲမှာရှိတဲ့အကျဉ်းသူကျင်းသားတွေရဲ့ပေါ့နော်အကြောင်းအရာတွေပေါ့နော်အဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ပြသွားမှာမို့လို့ဒီ channel နဲ့ channel တွေ YouTube channel လေးကိုပေါ့နော် like and subscribe နဲ့အဲ why ရပေးကြဖို့အတွက်မေတ္တာရက်ခံပါရရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်